အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာမိုးရှင် IMDA လက်ဆောင်ဆိုတဲ့စာအုပ်ထဲကလူတိုင်းသဘောကျဖို့မလိုဘူးဆိုတဲ့ကောင်းစဉ်လေးကိုဖတ်ပြပေးကြပါရရှင်။လူတိုင်းသဘောကျဖို့မလိုဘူး။အချို့သူတွေကတစ်ခါတလေလူတိုင်းကျေနပ်အောင် အမြဲတမ်းအနစ်နာခံပြီးလိုက်လုပေးနေလေးရှိကြတာတွေ့ဘူးတဲ့။သူတို့စိတ်ထဲမှာထင်နေတာက သူတို့သာအမှန်တကယ်နင်နာခံမိနေမယ်ဆိုရင်သူတို့ပဝင်ချင်းမှာရှိတဲ့သူတွေအားလုံးကသူတို့ကိုနှစ်သက်လာမယ်ပေါ့သူတို့ပဝင်ချင်းကလူတွေအားလုံးချိန်နဲ့ပျော်ရွှင်ကြလိမ့်မယ်ပေါ့ဒီလိုစိတ်ကူးမျိုးနဲ့သူများချိန်နိုင်အောင်အမြင်နေပေးတဲ့လူတွေရှိတတ်ပါတယ်နောက်တစ်မျိုးကကြတော့သူတစ်ခုခုအမှားလုပ်ရင်ဘသူတွေကများစောင့်ကြည့်နေမလဲလူတရာမှာတယောက်လောက်ကအပြစ်တင်မှာကိုတော့သူစိုးရင်တတ်ပါတယ် အဲ့ဒီတော့လူတရားလုံးကြိုက်အောင်သူစ조사လေးရှိတယ်။ပျော်လားဆိုတော့မပျော်ပါဘူး။လူတွေရဲ့အတော်မတန်နိုင်တဲ့လောဘတွေမကျေနပ်နိုင်မှုမယောင်ရဲနိုင်မှုတွေကိုဖြည့်ဆင်းစိတ်ဆင်းရဲစရာတွေစုပြုံလာတယ်။သူ့သဘောနဲ့သူမို့သူများကိုသွားတိုင်ပင်လို့ကလည်းတခါတလေအစင်မပြေ။ကိုချင်းနဲ့ကိုဒုက္ခရောက်နေခြင်းပင်ဖြစ်ပါတယ်။အကယ်၍အဲ့ဒီလိုလုပ်ပေးနေရတာကိုပီတိတွေဖြစ်ပြီးစိတ်ချမ်းသာနေတဲ့ဆိုရင်တော့ကျွန်တော်ဘာမှမပြောလို့ပါ။ အရန်ကောင်းပါတယ်အဲ့ဒါဟာကျွန်တော်မလုံနိုင်တဲ့ကိစ္စတစ်ခုဖြစ်ပြီးအဲ့ဒီလိုလုံနေရင်ပျော်နေတဲ့သူလည်းတိတ်မတွေ့ခဲ့ဘူးပါအကယ်၍အဲ့ဒီလိုလုံရတာကိုတင်ကပျော်ရွှင်နေသူဆိုရင်တော့အခုဆက်ရေးမယ့်အကြံပေးချက်ကတင်အတွက်မဟုတ်ဘူးဆိုတာချုပ်တင်ပြောပြရစင်အခုဆက်ပြီးအကြံပေးမှာကတော့ကိုအချင်းနဲ့ကိုမပြောနိုင်ဖြစ်နေကြတဲ့သူတွေအတွက်ပါတကယ်တော့တင်လို့တမျှကိုလူတိုင်းကျေနပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး လောကကြီးမှာဘလောက်ကောင်းတဲ့သူဖြစ်ဖြစ်အဖြစ်ပြောမဲ့သူကအမြင်ရှိတတ်ပါတယ်အဖြစ်ပြောတဲ့သူရှိတိုင်းသာရှေ့ဆက်မတိုးရရင် သင်ပေတော့မှပန်းချန်ရောက်မှာမဟုတ်ပါဘူးပူချုပ်အောင်ဆန်းလို့အနစ်နာခံပြီးတိုင်းပြည်အတွက်ပေးစတဲ့ကောင်းဆောင်ကြီးမျိုးကိုယ်တော်အဖြစ်ပြောကြတဲ့သူတွေရှိပါတယ်ကျွန်တော်တို့လိုတာမန်လူတွေကိုဆိုရင်တော့အဖြစ်ပြောခြင်းနဲ့သူတွေပိုပေါ်ပါတယ်တခါတလေသင်ရဲ့လောက်ရ ်တင့်ရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်မပျော်ရွှင်တဲ့သူရှိမယ်ပျော်ရွှင်တဲ့သူလည်းရှိမယ်ဒီလိုဖြစ်လာရင်ဒီဖြစ်ရဟာတာမန်ဖြစ်ရတစ်ခုပဲဆိုတာတင်လက်ခံဖို့လိုပါမယ်လူအလိုနဲ့မလိုက်နိုင်ဆိုတဲ့စကားဟာတကယ်ကိုမှန်ပါတယ်နှစ်တောင်အလိုမလိုက်နိုင်တဲ့လူတွေရဲ့အလိုဆန္ဒတိုင်းကိုဖြည့်ဆည်းပေးနေရင်တော့တင်လဲစိတ်ချမ်းသာနိုင်မှာမဟုတ်ပါဘူးကျွန်တော်ပါဝင်တာမန်လူအများစုဟာအကြပေါ်အခြေခံမင်းတိဆောက်ထားကြတာကြီးပါပဲ။ အနည်းအများအချို့စားပဲကြွားချကြတာပါလူတိုင်းချိန်နှက်အောင်လုပ်ပေးတဲ့သူဖြစ်ဖို့တန်မှန်နာကိုလုပ်ရဲတဲ့သူ ဖြစ်ဖို့ကပိုအရေးကြီးပါတယ်မိမိရဲ့စဉ်စားခြင်းချိန်ညံနေဘယ်ဟာကိုလှုပ်တင်တယ်လဲဆိုတာစုံဖြတ်တတ်ဖို့အရေးကြီးပါတယ်ဘောလုံးအတင်းတစ်ခုရဲ့မန်နေဂျာဟာသူ့အတင်းထဲမှာရှိတဲ့အတင်းသားအလုံးကိုကြပြိုင်နဲ့ပွဲထုတ်လို့မရပါဘူးပွဲပေါ်မူတည်ပြီးတင်တော်တဲ့ကစားသမား၁၁ယောက်ကိုရွေးထုတ်ရပါတယ် ဒီနီနဲ့နိုင်ပွဲတွေရှာဖွေပြီးအောင်မြင်မှုတွေရယူရတာဖြစ်ပါတယ်။အသင်းမှာရှိတဲ့ကစားသမားတွေကိုပွဲထွက်ခွင့်ရခြင်းနိုင်ပွဲထွက်ခွင့်ပေးနေလို့မရပါဘူး။ချီးစွမ်းတိုးတက်မှုပွဲနဲ့တင်ကြမှုစတာတွေကိုတွက်ချင်ရပါတယ်။ဒါအပြင်မီဒီယာတစ်ခုခုကကစားပုံကိုဝေဖန်နိုင်ကစားကွက်တွေလိုက်ပြောင်းနေလို့မရပါဘူး။မိမိဘာသာဘယ်နေရာမှလဲတုံ့တက်ပြီးလိုအပ်တဲ့နေရာကိုတိုးတက်အောင်လုပ်ရပါတယ်။ အလားတူစားပဲဘဝမှာလေလူတွေကဝေဖန်နိုင်မိမိဆုံးဖြတ်ချက်ကြောင့်မပျော်ရွှင်တဲ့သူတွေရှိတိုင်းမိမိလိုရက်ကိုပြောင်းလဲလိုက်ဖို့မလိုပါဘူးမိမိဘာသာအချိန်ပေးပြီးတကယ်မှားနေတဲ့နေရာကို ဖော်ထုတ်ရမယ်ပြင်ဆင်ရမယ်တိုးတက်အောင်လုပ်ရပါမယ်ဒီလိုမှသာတင်ဘဝတကယ်တိုးတက်ပြီးအရင်ကချက်လဲပုံမပျော်ရွှင်လာနိုင်မှာဖြစ်ပါတယ်လူတိုင်းကိုချိန်နဲ့အောင်လုပ်နေရင်တင်ကောင်းဆောင်ကောင်းတယောက်လဲဖြစ်လာမှာမဟုတ်ပါဘူး တခါတလေလူတိုင်းကျေနပ်မှာမဟုတ်ပေမယ့်ပြောတင်တာပြောလှုပ်တင်တာလှုပ်ရတဲ့အခိုက်အတန့်တွေရှိပါတယ်လူတိုင်းတင်ကိုသဘောချဖို့မလိုပါဘူးပြောင်းလဲရဲပါစေကဘာကြီးကိုပြောင်းလဲခြင်းရင်တင်ကိုတင်အရင်စားပြီးပြောင်းလဲပါ မဟာတမကန်ကြီး if you want to change the world start with yourself မဟာတမကန်ကြီးအိနေတဲ့သူကနှောင်းရခက်တဲ့ရက်မသိတဲ့သူကိုတင်ပေးရတာတဲ့ ဒေဝိသားသူကိုတင်ပင်ရတာကပိုခက်တဲ့တဲ့ဒီစကားတွေကအလကားဖြစ်ပေါ်လာခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးတည်ရနေမိုက်နေကြတာတွေများပါတယ်ကျွန်တော်ပါဝင်တည်ရနေမိုက်နေတာတွေရှိနေပါသေးတယ်အလုံးစုံပြည့်စုံခြင်းလဲကျွန်တော်မှမရှိပါဘူးဒါပေမဲ့မိမိတတ်နိုင်တဲ့လောက်တော့ပြောင်းလဲယူရမှာဖြစ်ပါတယ်ပြည့်စုံဖို့ထက်တိုးတက်ဖို့ကပိုအရေးကြီးပြီးပိုရုပ်တည်ရှိပါတယ်ကျွန်တော်ဘဝမှာကျွန်တော်စီကနေ အကျဉ်းဉဏ်လာတောင်းတဲ့သူတွေအများကြီးကြုံပူပါတယ်။တခါတလေကျွန်တော်လည်းတဆွမ်းတလောက်တော့ပြောပြခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့နောက်တီလာရတဲ့အချက်တစ်ခုကလူအများစုဟာအကျဉ်းဉဏ်သာလိုချင်ကြတာဖြစ်ပြီးအကျဉ်းဉဏ်ကိုတကယ်တမ်းလိုက်နာမှုပိုင်မှာအတော်အားနေကြတယ်ဆိုတာပါပဲ။ကျွန်တော်ကိုယ်တိုင်လည်းသူများအကြံပေးတိုင်းတော့လိုက်လို့လေးမရှိပါဘူး။ဒါပေမဲ့တစုံတစ်ခုကကျွန်တော်ဘဝကိုဖျက်ဆီးနေပြီ။ကျွန်တော်ကိုစိတ်တက်တွေကြာနေစေပြီဆိုရင်တော့ အဲ့ဒီအချက်ကိုရအောင်ပြောင်းလဲယူပါတယ်။အရာရာတိုင်းမလိုက်နာနိုင်ပေမယ့်မိမိဘဝကြွတ်တကယ်တမ်းလို့အကျေပြောင်းလဲမှုတွေကိုတော့ကျွန်တော်ဘယ်တော့မှလက်မနှိမ်ခဲ့ပါဘူး။ကောင်းတဲ့ဆိုတဲ့အရာတွေအားလုံးကိုတင်လိုက်ပြီးမပြောင်းလဲနိုင်ရင်နေပါစေ။တကယ်လို့အကျေပြောင်းလဲမှုတွေကိုတော့တင်လို့ဖို့လိုပါတယ်။တင့်ကိုတုံနှောင်းထားတယ်။အတုံးမဝင်တော့တဲ့နှောင်ကြိုးတွေကိုဖြတ်ကျောက်ပြဖို့လိုပါတယ်။တင်အုံနောက်ခြေကအတုံးမဝင်တော့တဲ့အမိုက်တွေကို မီးရှို့ပစ်ဖို့လိုပါတယ်။တခါတည်းအပီမရှို့နိုင်ရင်တဖြည်းဖြည်းအချိန်ယူပြီးရှို့ပါ။ဒါပေမဲ့ဒီတိုင်းပစ်ထားတာမျိုးတော့မလုံးမိပါစေနဲ့။တင်အောင်နောက်တစ်ခုလုံးအမိုက်တွင်နဲ့ပြေးသွားရင်တင်လဲတဖြည်းဖြည်းအတုံးမဝင်တဲ့သူဖြစ်လာပါလိမ့်မယ်။အဲ့ဒီလိုအမိုက်တွေမရှင်းနိုင်တော့တဲ့သူအချို့ကို မြင်ခဲ့ဘူးပါတယ်။လေတစည်းကိုမျောချင်ရမျောစမ်းဆိုပြီးပင်လယ်ထဲမှာပြစ်ထားသလိုပါပဲ။ဥတီချက်ကင်းမဲ့ပြီးအတိတ်ကိုတငွေငွေခံစားနေကြပါတယ်။ တချို့တန်ရာတွေကအရင်ပြင်ထန်တာကျွန်တော်ကိုရိုင်းလည်းသိပါတယ်။ကျွန်တော်ကိုရိုင်းလည်းနဲ့နဲ့ချီပြီးခန်းစားပူတာတွေရှိပါတယ်။ဒါပေမဲ့တင်တရီမူတင်တဲ့အချက်ကတင်ရဲ့ဘဝဟာလူတယောက်တော့ပဲမဟုတ်ဘူးဆိုတာပါပဲ။တင်ကိုချက်တဲ့မိသားစုတငယ်ချင်းစာတာတွေရှိတယ်။သူတို့အတွက်အိပ်ပဲရှိစွာအသက်ရှင်ပေးဖို့လိုသေးတယ်။မိသားစုမရှိဘူး။တငယ်ချင်းလည်းမရှိဘူးဆိုရင်တော့တိတ်ခါရှိပြီးတန်ဖိုးရှိတဲ့လူတယောက်ဖြစ်အောင်နေတင်နေ။ မိမိနေထိုင်ရာလောကကြီးကိုအကျိုးပြုတဲ့လူတစ်ယောက်ဖြစ်နေထိုင်လို့ရပါတယ်။အချို့သူတွေကဒဏ်ရာဟောင်းတွေကြောင့်လမ်းပျောက်နေပေမဲ့အချို့သူတွေကြတော့လေပြင်းရည်ခြင်းကြောင့်လမ်းပျောက်တကြပြန်နေ။ပြင်းရည်တယ်ဆိုတာတကယ်တော့ယောဂတစ်မျိုးလိုပါပဲ။မကုပဲထားလေပိုပြီးဆိုးလာလေလေပဲ။ပြင်းရည်တာများလာရင်ဘဝကတဖြည်းဖြည်းနဲ့စိတ်ညစ်စရာတွေပြင်းနဲ့လာတတ်ပါတယ်။ ပြင်းရည်ခြင်းနဲ့စိတ်ဆင်းရဲခြင်းမှတွေဝိုက်ပြီးဆက်ဆက်နေတာတွေအများကြီးရှိပါတယ်။ပြင်းလို့မကြိုးစားဘူး။မကြိုးစားတော့သူများနောက်ကြံခဲ့တယ်။သူများနောက်ကြံခဲ့တော့အထီးကျန်လာတယ်။အထီးကျန်တော့စိတ်ညစ်လာတယ်။စိတ်ညစ်လာတော့မကြိုးစားခြင်းပဲပြင်းလာပြန်တယ်။တကယ်တော့အပြင်းတန်တရားဟာအရင်ကြောက်စရာကောင်းပါတယ်။အပြင်းတန်တရားတွေကနေမချွန်နိုင်ရင်စိတ်ကြယောဂအထီးဖြစ်တတ်ပါတယ်။အဲ့ဒီလိုလူမျိုးတွေလည်းမြင်ခဲ့ပူပါတယ်။ ပြင်းပြီးဘာမှမလုပ်ချင်တော့တဲ့အခြေအနေကိုလူတိုင်းလူလူကြုံဘူးကြပါတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေကထွက်နိုင်အောင်တော့အမြဲစူးစမ်းရမှာဖြစ်ပါတယ်။ The secret of change is to focus all of your energy not on fighting the old but on building the new. Socrates ပြောင်းလဲခြင်းရဲ့ရှုဝတ်ချက်ဆိုတာအဟောင်းတွေကိုတိုက်ထုတ်ဖို့တင့်ရဲ့အင်အားကိုတုံ့ပြန်မဟုတ်ပါအသက်အသက်တွေကိုတိဆောက်တဲ့နေရာမှာ တင်းရဲ့အင်အားတွေကိုအသုံးချခြင်းပဲဖြစ်ပါတယ်။ဆိုကရတီဆိုကရတီပြောထားတဲ့စကားကိုကျွန်တော်ကတော့အပြေအဝသဘောတူပါတယ်။မိမိရဲ့အင်အားတွေအားလုံးကိုသုံးပြီးအကျိတ်ဆိုကိုတိုက်ထုံရတာအရန်ပင်ပန်းပါတယ်။နီးမှန်လမ်းမှန်လည်းမဟုတ်ပါဘူး။အသေးခွဲပြီးတမိုင်းမိုင်းဖြစ်နေရင်အိယာချင်းမှပဲအသေးခွဲတာကိုမကူပါနဲ့။အဲ့ဒီအချိန်တွေကိုအကျိုးရှိအောင်သုံးပါ။မိမိကိုကိုပြောင်းလဲပြပါ။ ိုရှိမှရှိနေတဲ့အနာဂတ်ကိုမြင်ရောက်မှာနောက်လှည့်မကြည့်ပါနဲ့မှားတာတွေကနေသင်ခန်းစာယူပြီးရင်အနာဂတ်လှလှလေးကိုမြင်ရောက်ပြီးဆက်လျှောက်ပါတစုံတရာကမိမိဘဝကိုဆွဲချနေပြီလို့သိရင်ပြောင်းလဲနိုင်အောင်ကြိုးစားဖို့ဝေမလိမ့်မိပါစေနဲ့တစ်ခါတလေတည်ရနေမိုက်တာရှိတတ်ပါတယ်ပြင်လို့ရတဲ့အမှားတွေဆိုရင်တော့ဘာမှသိမဖြစ်ပေမယ့်ပြင်လို့မရတဲ့အမှားတွေဆိုရင်တော့ နောင်ကြတွေတပုံကြီးနဲ့ဘဝကိုဆက်လက်ရှင်သန်သွားရပါလိမ့်မယ်။အခုကစပြီးငါဘာတွေပြင်ဖို့လိုနေလဲ။တင့်ကိုတင်ပြန်မေးကြည့်ပါ။ပြီးရင်တစ်ခုချင်းစီစတင်ပြီးပြင်ဆင်ကြည့်ပါ။အခုကစပြီးအမှိုက်ပုံနဲ့မှာချိန်မနေပါနဲ့တော့။မိမိကိုကိုပြောင်းလဲပြီးပျော်ရွှင်မှုတွေရယူလိုက်ပါတော့။ဟုတ်ကဲ့။ကျမအခုဖပြပေးသွားတာကတော့ဆရာမိုးရှင် IMG ရဲ့လက်ဆောင်ဆိုတဲ့စာအုပ်ထဲက လူတိုင်းသဘောကျဖို့မလိုဘူးဆိုတဲ့ကောင်းစင်နဲ့ပြောင်းလဲရဲပါစေဆိုတဲ့ကောင်းစင်လေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်